င်းအောင်လုပ်မယ်နော်။ဟုတ်တယ်။ဘုန်းကတော့ကျွန်တော်ကျင်းပေါ်မှာကျော်ပါကျော်ပါကျော်ပါဆုံးလာလဲနော်။တခမ်းမတော့မဆုံးပါဘူး။တူတူကော်ဖီတောက်တဲ့အခါ။အဲတူတူကော်ဖီတောက်တခမ်းလေး။အဲတခမ်းပဲဆုံးလာ။ဆုံးမင်းနဲ့ခင်သွားတာ။ဒီကားမှလည်းဒီကားမှလည်းအဲဒီကားမှတော့ မစောဘူးဘယ်လိုပါပဲကျေးဇူးတင်ပါတယ်ညီမလေးရဲ့ဒီ Facebook မှာညီမလေးတင်တဲ့ဟိုဟို social media ပုံလေးတွေတွေ့ပြီးညီမလေးရိုက်တဲ့ကားလေးတွေကြည့်ကိုတယ်ပြီးတော့ခုနလိုမျိုးဒါဟိုကျွန်တော်တို့ရိုက်တဲ့ကားတွေကိုညီမလေးကအပေးတယ်ဆိုတာကြားရတဲ့ကြားတယ်ဝမ်းတော့ပါတယ်ကျွန်တော်ကဒီကားကိုဘယ်လိုမြင်လဲဆိုတော့ကိုကြည့်လိုက်တော့ဩဒါဒီလိုမျိုးရိုးတဲ့စကားလေးတဲကားတကားပေါ့နော်ဒါပေမဲ့သူ့ရဲ့ဇာတ်ရင်ပုံစံသူ့ရဲ့အထက်ကဖောက်ထွက်စီပုံစံအရဆိုတော့ဘယ်လိုမျိုးလဲဆိုတော့တစ်ခါကြည့်လို့ရှင်ပြည့်စက်တော့နောက်တစ်ခါတော့ထက်ကြည့်ချင်မှာပါဘူး ဒီနေ့ကတော့ဝယ်ပေးတာကတော့အိမ်နံပါတ်ကာကြီးမင်းဆောင်6ဆိုရဲမင်းတို့ဇကာပေါ့နော်ဇကာအတွက်ကတော့ဝယ်ပေးတာပါကာရိုက်တာတွေကတော့မီထင်တာပေါ့နော်မီထင်တာတော့ကိုကြီးအတွက်ဆိုလို့ရှင်လဲမေရာအရင်ကကအပေးခဲ့တဲ့မင်းသားတွေဖြစ်တဲ့အတွက်ပေါ့ကိုကြီးအတွက်ဆိုရင်လဲတမူထူးခြားတဲ့ကာရိုက်တာအသက်ဆန်းတစ်ခုကိုမြင်ရမှာဖြစ်တယ်လို့ကိုကြီးအတွက်ဆိုလို့ရှင်လဲ ထူးဆန်းတဲ့ character တစ်ခုကိုမြင်ရမှာဖြစ်တယ်။နှစ်ယောက်စလုံးအတွက်ကတော့အဲဒီကားကအဲ့လိုပေါ့ character အစ်တစ်ခုကိုပြည့်သက်တွေကိုချပြနိုင်မဲ့ဇာတ်ကားလို့ပြောရှင်းပါတယ်။ဒီကားလေးကဇာတ်လမ်းလေးကထူးကြတယ်။ပြီးတော့ဒါဟိုပြည့်သက်မြင်နေကြဟိုဟိုပုံမြင်နေကြတကယ်ကားလို့ပုံရမှာပေါ့။ဒီမှာဒီလက်ကွက်တွေလည်းပါတယ်ပြီးတော့ဒီထဲမှာစိတ်ဝင်တော်တော်စိတ်ဝင်လာတဲ့အကောင်းလေးအကြောင်းလေးပါ။ဟုတ်ကဲ့စကားတိုင်းကိုပြောရအောင်။အဲကျွန်တော်အရင်ကဟိုတင်းစွာစားလို့ခါတာကတရေကတကရိုက်ပါတယ်။ဒါပေမဲ့အဲ့တုန်းကကျွန်တော်ငငယ်ပဲရှိသေးတယ်။ ော့ဒါကတို့ဒုတိယအကြိမ်ဘယ်လောက်ကြာပါလဲကြာပြီပေါ့ဒါလည်းဆိုဘယ်လောက်ရှိပြီ10နှစ်လောက်ကြာပါပဲ10နှစ်လောက်ကြာပါအဲကျေးဇူးတင်ပါတယ်ညီမလေးရဲ့ဒီ Facebook မှာညီမလေးတင်တဲ့ဟိုဟို social media ပုံလေးတွေတွေ့ရပြီးညီမလေးရိုက်တဲ့ကားလေးတွေကြည့်ပူတယ်ပြီးတော့ခုနလိုမျိုးဒါဟိုကျွန်တော်တို့ရိုက်တဲ့ကားတွေကိုညီမလေးကအပေးတယ်ဆိုတာကြားရတဲ့အတွက်ဝမ်းသာပါတယ်ဒီကားတော့ဟိုဘောနော်ဟိုသူတရားကားမျိုးဆိုတာထက်ဘယ်လိုဖြစ်လဲ psychological thriller ပုံမျိုးပေါ့နော် ဒီမှာတော့တိတ်ဝဲလို့တိတ်မရှိဘူးဆိုတော့လည်းဇလန်းဟောဒီထဲမှာပါမဲ့လူတွေရောပါမဲ့လူတွေရဲ့ portrait လုပ်ရတဲ့ character တွေရောကျွန်တော်ကတော့တကယ်တော့သဘောကျပါတယ်အဲဒါကြောင့်မို့သူတည်ကြည့်ကြည့်ရတဲ့စိုက်မယ်လို့ကျွန်တော်ယူကြည့်ပါတော့နော်၃ရက်လုံးကတော့မင်းနဲ့ကတော့ခုမှဆုံးတော့ဟုတ်တယ်ဟုတ်တယ် တော်နှစ်ယောက်လုံးပဲเนาะဘုန်းကတော့ကျွန်တော်ကျင်းဖို့မှာကျော်ပါကျော်ပါဆုံးလာလဲเนาะတခမ်းမှတော့မဆုံးပါဘူးတူတူကော်ဖီတောက်တဲ့အခါအဲတူတူကော်ဖီတောက်တခမ်းလေးအဲတခမ်းပဲဆုံးတာအဲတခမ်းတော့ညဆုံးမဆုံးမနဲ့မဆုံးမနဲ့ခင်သွားတာဒီကားမှလည်းဒီကားမှလည်းအဲဒီကားမှာတော့မဆုံးဘူးဘယ်လိုပါလဲဒီလူငယ်အတူဟိုဖန်တီးရတဲ့ဟာကြတော့ကျွန်တော်တို့ဒီအခုဒီဘက်ကအမြင်နဲ့ကြတော့ကျွန်တော်တို့ဒီဟိုးရင်တော့ဒါတွေဒီမြင်တဲ့ပုံစံနဲ့ ကွဲထွက်မယ်ပြီးတော့ဟိုကျွန်တော်ဒီစံညောပိုင်းရောပြီးတော့ဒီတခြားဒီ production ပိုင်းရောဒါအခုဒီကားလေးဟိုရိုက်ပြီးသွားလို့ထွက်လာရင်ဒါပြိတ္တပါလေအနေဆန်းတဲ့ပုံတွေ့ရတော့ကျွန်တော်ကဒီကားကိုဘယ်လိုမြင်လဲဆိုတော့ကိုကြည့်လိုက်တော့ဩဒါဒီလိုမျိုးရိုးတန်းစကားလေးအသေးကားတကားပေါ့နော်ဒါပေမဲ့သူ့ရဲ့ဇာတ်ရင်ပုံစံသူ့ရဲ့အထက်ကဖောက်ထွက်စီပုံစံအရဆိုတော့ဘယ်လိုမျိုးလဲဆိုတော့တစ်ခါကြည့်လို့ရှင်ပြိတ္တကနောက်တစ်ခါထွက်ကြည့်ချင်မှာပါဘယ်ဒါတော့ပြောချင်တယ်ဒါပေမဲ့အဲ့တော့ကျွန်တော်စကားလုံးပြောတယ်လို့ တခါကြည့်လို့ရှိရင်ဟောနောက်တစ်ခါထပ်ကြည့်နော်တစ်ချက်ကြည့်ချင်တယ်အော်ပေါက်ပေါက်ပြီးအဲ့လိုပုံစံမျိုးလေးဆက်လိုက်အ ဒီစကားကိုဆက်ပြီးတော့ဖန်ပြီးမယ်ဆိုရက်ကမေစဉ်းစားတာတော့ဗောနော်ဟိုမေကကျတော့ဇက်ကားတစ်ခုဇက်ကောင်တွေကိုရေးတဲ့အချိန်တိုင်း personal feeling ကိုတိုက်ထည့်တာမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဥပမာဒီ character ကိုအကိုမျက်နှာကိုမြင်ပြီးရေးရတာမျိုးဒီ character ကိုအကိုမျက်နှာမြင်ပြီးရေးရတာမျိုးဆိုလို့ရှိရင်ကျတော့အဲ့လိုပေါ့အကိုအတွက်ဆိုရင်ဒါကလုံးလုံးပါမလားအဲဒီလိုမျိုးဆိုရင်အကိုကတရုတ်ဆောင်ခြင်းမမလားကြိုက်ပါမလားဆိုရဲခံစားချက်တွေဝင်လာတဲ့အချိန်ကျရင်ကိုသွားခြင်းနဲ့ကိုပေးခြင်းနဲ့နေရာ target တစ်ခုအထိကိုမရေးရဲတော့ဘူးပေါ့နော် အကိုဆိုရင်တော့မလုံလောက်ဘူးထင်တယ်အကိုဆိုရင်တော့ဒါမျိုးပုံစံကလုံမှာမဟုတ်ဘူးဆိုရင်အဲ့ဒါ အိုက်ဇက်လန်ရဲ့ပုံစံရဲ့အိုက်ကရိုက်တာကိုတစ္ဆာဖောက်မိတယ်လို့မျိုးတွေဖြစ်ဖြစ်တယ်ပေါ့နော်ဆိုတော့မေကရိုက်တာဖန်တီးတဲ့အချိန်ဆိုရင်လုံးဝ personal feeling ကိုလုံးဝဖြုတ်ပြီးတဲ့အချိန်ကျတော့ဒီကားရဲကကရိုက်တာအတိုင်းကိုပဲမေရေးခဲ့တယ်ရေးပြီးတဲ့အချိန်မှာမှဒီအကိုရို့ကိုရွေးချယ်ပေးတဲ့အတွက်လည်း producer ကိုအရင်ကျေးဇူးတင်တယ်ဘာဖြစ်လဲဆိုတော့ဒီကရိုက်တာတွေဟာတကယ်ကိုနှလုံးသားထဲကဖန်တီးထားတဲ့ကရိုက်တာတွေနဲ့တရားရဂိုင်းနှုံးထတ်တူကြနေတာမို့လို့ပရိသတ်ကလာကြည့်လို့ရှိရင်လည်းအဲတရားရဂိုင်းနှုံးစိတ်ကျဉ်တယ်မို့ပြေဝရှိမယ်လို့ပြောချင်ပါတယ်ဒီ story ကတော့ဒီ MRTV4 က စကရစ်ပေါ့နော်ဟိုအာစကရစ်ရိုက်တာမင်းဟိုယူတည်မလားမသိမင်းယူဆိုတော့မင်းယူရဲ့ဇလန်းပေါ့နော်ဒါပေမဲ့ तू ကတော့ series အနေနဲ့မေရိုကိုအာမေရိုဝယ်ထားတာပေါ့ဒါပေမဲ့ဇလန်းဆိုင်ကတော့ဘာတခုမှတော့မတူတော့မတူတော့ဘူးပေါ့နော်မတူအောင်လဲမေအကုန်လုံးချိန်းပလိုက်တယ်အဲဆိုတော့သူ့စီကနေမေယူထားတာကတော့ဒီ log line တချောင်းပဲပေါ့เนาะအဓိကစာရေးဆရာပေါ့ဒါကမထုတ်လို့လိုက်ပြီเนาะစာရေးဆရာတယောက်က तू က horror ရေးတဲ့စာရေးဆရာဆိုရဲအကြောင်းလေးတချောင်းကိုပဲယူပြီးတကားလုံးကကိုယ်စိတ်ကြိုက်ကိုယ်စိတ်ကူးရဲ့ပုံစံအတိုင်းကိုဖြစ်ချင်တဲ့အရာတွေအကုန်လုံးထည့်ပေါင်းပြီးတော့ယူလိုက်တာပေါ့ဒါပေမဲ့လည်းဒီစာရေးဆရာတယောက်ဆိုရဲ horror စာရေးဆရာတယောက်ဆိုရဲဟာလေးကိုယူထားတာဖြစ်တဲ့အတွက်ဇလန်းနေရာမှာကိုမင်းယူနဲ့အတူတူဆိုပြီးတော့ကိုမင်းယူထည့်ပေးတာပါအဲမလုံးနိုင်လောက်တဲ့ character တွေဖြစ်တယ်အကိုအတွက်ဆိုရင်ဟိုတခါအကိုလို့ပြောလိုက်တဲ့အချိန်မှလေးအဲ ဟောငါဘာပြင်ကောင်းမလဲဆိုပြီးတော့အတွေးရလောက်တဲ့စနစ်ပါတယ်ဒါမဲ့အရန်ထူးဆန်းတာတကွာအကိုကဇက်ဖတ်ပြီးရဲ့အချိန်မှာโอเคပါတဲ့ရိုက်မယ်လေးတဲ့ညီမလေးနဲ့လည်းစုံရမယ်လေးဆိုရဲ့အချိန်မှာလေအထိပောက်တယ်လို့ပဲဟဲ့ဟုတ်လို့လားတကယ်လားချုပ်ပြောနေရလားတကယ်လားဆိုတော့တကယ်တကယ်ဖုံးပြောပြီးွားရင် confirm ဖြစ်သွားပြီဆိုရဲ့အချိန်မှာလုံးဝမယုံအဲ့တော့လည်းအကိုကျေးဇူးတင်တယ်ပြီးတော့အကိုအကိုဆိုရင်လည်းအဲ့လိုပဲအကိုရဲ့လုံးဝမဲ့ဟာတွေကတကားလုံးမှပြောရင်တော့သူအရန်ပင်မမဲ့ကားမျိုးပေါ့နော်အရန်ပင်မမဲ့ကားမျိုးဒါပေ မဲ့ရတယ်ချမယ်ချမယ်ဖြုတ်မယ်ဆိုတဲ့အတွက်နောက်စလုံးကတကယ်ကျေးဇူးတင်စရာကောင်းတဲ့သူတွေပါတကယ်လို့ဒီကားလေးထွက်လာတဲ့အချိန်ကျရင်တော့ပြောနေတာထက်စာပေါင်းများစွာမကောင်းပါဘူးအဲတချို့အလုပ်တွေကိုမေရုစကန်လက်မဲ့အချိန်ဆိုရင်ကိုရီးယားဟိုလိုပြောရင်နေမှာတရုတ်ဆောင်တဲ့ကိုဝါသနာပါတဲ့အလုပ်ကိုဖန်တီးနေတဲ့သူတွေဖြစ်တဲ့အတွက်ပေါ့နော်ဒီဘက်ကအမှုပညာရှင်တွေကကိုယ့်စီနီယာတွေကဟိုကိုကိုတိတယ်လို့ပြောရင်တော့မှမေရုရဲ့ခံစားရတဲ့ PTR ဆိုရင်အော်ကြည်ဘူးလားမြင်ဘူးလားဆိုရဲခံစားချက်ကဘာနဲ့မှ နိုင်ရှင်လို့မရဘူးပေါ့အဲ့ဒါပြင်မှာမှကိုတကယ်သဘောကျတဲ့ idol တွေဖြစ်တဲ့အတွက်ကိုပြောပါရဲလို့ဒီနေ့ကတော့အရင်ပြောနေပါတယ်ကားလေးကိုလောကယုံကြည်ရစွာထက်အမ်ပူကရန်ပူကရန်အောင်မတကယ်တော့ကြားတဲ့ဆက်လန်တစ်ခုလည်းဖြစ်တယ်ဆိုတော့ကျွန်တော်ဆွမ်းနာပြောလို့ပဲဒါဒီကားကြည့်ပြီးလို့ရှိရင်လည်းထက်ကြည့်ချင်အောင်မယ်လို့ဆိုရင်းကြည့်ရပါလားအဲ့လိုကားလေးဖြစ်လို့ပြောကြမလို့ပတ်သက်ကြည့်ချင်လို့ဆိုရင်းကြည့်တယ်အားလုံးစူးစမ်းကြရည်ဆိုတော့အဲဖိတ်ခေါ်ပါတယ်ဒီကားလေးက ောင်နဲ့နေထွန်းတယ်ဆိုတာဒုတိယအကြိမ်ဆုံးတာပေါ့။ပြီးတော့ညီမလေးနဲ့ကတော့ပထမဆုံးအကြိမ်ဆုံးတာ။ပြီးတော့ညီလေးမင်းစနေနဲ့လည်းအာဒါပထမဆုံးဆုံး။ဒီကားလေးကကျွန်တော်တို့ဒီအကောင်းဆုံးပုံပေါ်ကြမှာပြီးတော့ဒီကားထွက်ပြီးတော့ရုံတင်တဲ့ခါကျရင်လည်းပြိတ္တရှင်နဲ့နှစ်သက်မယ်လို့ပြောကြည့်ပါမယ်။အာမေရိုးရဲ့အိမ်နံပါတ်ကာကြီးမြင်ဆောင်ကိုရုပ်ရှင်ဇာတ်ကားကြီးကိုရုံတင်တဲ့အချိန်ကျလို့ရှိရင်လည်းမြန်မာတပြည်လုံးကပြိတ္တတွေအကုန်လုံးကလာရောက်ဝင်ရောက်ပေးဖို့အတွက်အားလုံးရဲ့ကူတာပေးအပ်ဖြစ်ပါပါတယ်။အားလုံးလည်းကျေးဇူးတင်ပါတယ်။